အားလုံးပဲမင်္ဂလာပါဗမ်းမီရှယ်ရင်မှာပြန်လည်ကြိုကြပါရခင်ဗျာတိုက်ပွဲတွေပြင်းထန်နေတဲ့မြဝတီတောင်ဘတ်မြင်းလက်ပံစတဲ့အကြောင်းကိုပြောပြလာတဲ့ကိုထူးမောင်ရဲ့ဗီဒီယိုကိုပြန်လည်ဖျားပြပေးလိုက်ပါရခင်ဗျာမြဝတီရဲ့တောင်ဘတ်ချမ်းမင်းလက်ပံဒေသတွေမှာတိုက်ပွဲတွေပြင်းထန်နေပါတယ် မင်းလက်ပံဒေတာဆိုတာကမြောက်ရီရဲ့တောင်ဘက်16ကီလိုမီတာအကွာဝေးမှာရှိတယ်။ဖလူမင်းလက်ပံဒေတာမှာပဲဖြစ်ပါတယ်။တိုက်ပွဲဖြစ်ပွားနေတဲ့နေရာဆိုတာကလည်းကရင်လက်နက်ကန်တဘုံ KNU နဲ့အပေါင်းပါတွေဒူပလာယာခရိုင်တွင်းမှာရှိနေတဲ့ KNLPC နဲ့ဒီ NUG လောက်ခံ PDF အဖွဲ့ရဲ့ကြားဖြန့်ကိုကာကွယ်နေတဲ့ဖြစ်စဉ်နဲ့ပတ်သက်ပြီးတိုက်ပွဲတွေဖြစ်ပေါ်နေတာဖြစ်ပါတယ်။ဒီမင်းလက်ပံကြားဖြတ်နဲ့ပတ်သက်ပြီးပြောရမယ်ဆိုရင်တော့ကရင်လက်နက်ကိုင်တပုံ KNU ကမင်းလက်ပံမှာရှိနေတဲ့ဒီရှွန်တာဒီကြားဖြတ်လုပ်ငန်းက DKBA ကထိန်းချုပ်ထားတာဖြစ်ပြီးတော့ DKBA ရဲ့နောက်ကွယ်မှာတက်မတော်ကပါဝင်တဲ့အောင်ရုပ်ရှင်တွေရိုက်ကူးခဲ့ပါတယ်။သတင်းတွေဝါဒတွေဖြန့်ခဲ့ပါတယ်။ဒီလိုမျိုးဒီ DKBA ထိန်းချုပ်ရာဒေတာမင်းလက်ပံမှာရှိနေတဲ့ကြားဖြတ်ကိုဝင်ရောက်စီးနှင်းပြီးတဲ့နောက်အကြက်ဖက်အာဘီမီဒီယာတွေနဲ့တခြားနိုင်ငံဘက်ကဒီမီဒီယာတွေကိုခေါ်ပြီးတော့ KNU က ချားပြန်နေနေမှာအတက်ပြောပါဝင်နေတဲ့အောင်ဒီတရင်တို့တရင်မတွေနဲ့ဝါရဖြတ်မှုပြုလုပ်လျက်ရှိပါတယ်။အဲ့ဒီမတိုင်ခင်ဒီနိုဝင်ဘာ22ရက်နေ့ဝင်းကျင်ကလေးကတက်မတော်ရဲ့နေမရှင်လေးစစ်ကြောင်းတွေနဲ့ကရင်လက်နက်ကန်သဘောင် KNU ရဲ့ချားပြန်ကာကွယ်ရေးအကြမ်းဖက်အဖွဲ့တွေနဲ့ထိတွေ့တိုက်ပွဲတွေဖြစ်ပေါ်ခဲ့ပါတယ်။တကယ်တော့ဒီနှစ်ကိုင်တဘောက KNU ကမင်းလက်ပံမှာရှိနေတဲ့ကြားဖြန့်တွေကိုပြီးခဲ့တဲ့2024ခုနှစ်နှစ်ကုန်ပိုင်းကလေးကခေါ်ယူလာတာဖြစ်ပါတယ် ဒါဆိုရင်မင်းလက်ပံမှာရှိနေတဲ့ကြားဖြန့်တွေကိုကရင်လက်နက်ကိုင်တပုံ KNU ကဘာကြောင့်ခေါ်ထုတ်ခဲ့တာလဲဆိုတဲ့အခြေအနေနဲ့ချိန်ဆက်ကြည့်မယ်ဆိုရင်တော့ဒီမင်းလက်ပံမှာရှိနေတဲ့ကြားဖြန့်တွေအလုံးကကရင်လက်နက်ကိုင်တပုံ KNU ရဲ့အဖြန့်လုပ်ငန်းတွေရဲ့ဒစိတပိုင်းပါဝင်နေတယ်ဆိုတဲ့အခြေအနေမျိုးကိုလည်းကောက်ကောက်ကွင်းကွင်းမြင်တွေ့ရပါတယ်။ဘာကြောင့်လဲ ။ဘာကြောင့်လဲဆိုတော့ကရင်လက်နက်ကိုင်သဘော KNU ရဲ့ကြားဖြတ်လုပ်ငန်းတွေရှိနေတဲ့ Metro တလေးရွာနီက KK Park ဧက950ကျော်ဟက်တာ210နီးပါးရှိတဲ့ KK Park ထဲကိုကြတော့တမရဝဝင်ရောက်ရှင်းလင်းတဲ့အချိန်လက်နက်ကိုင်သဘော KNU နဲ့အပေါင်းပါတွေက KK Park ထဲမှာရှိနေတဲ့ကြားဖြတ်လုပ်ငန်းလုပ်ကိုင်သူတွေအားလုံးကအေးအေးဆေးဆေးစွန့်ခွာလာခဲ့ပါတယ်။ဒါပေမဲ့ မြောက်ရီရဲ့တောင်ဘက်ခြမ်းမင်းလက်ပံနဲ့ဖလူးရွာအနီးမှာရှိနေတဲ့နေရာကကြားဖြန့်ကိုဘာကြောင့်ကေရလက်နက်ကိုင်တပုံ KNU ကကြားဖြန့်နေနေရေးခေါင်းစဉ်တက်ပြီးတော့ကြားဖြန့်ဝင်ထဲမှာရှိနေဦးရေ2640ကျော်ကိုကယ်ထုတ်ဖို့စူးစမ်းနေရတာလဲ။ ဒါကအင်မတန်စိတ်ဝင်စားဖို့ကောင်းသလိုတစ်ဖက်ကထိုင်းနိုင်ငံဘက်ကလည်းအင်းနီချင်းကောင်းပီတာဆိုတာဆောင်ရွက်နေသလားဆိုတဲ့အခြေအနေမျိုးကိုလည်းကွက်ကွက်ကုန်ကင်မြင်သားတင်သာရှိလာပါတယ်။ဆိုတော့မြောက်ပြည်တော်ဘက်ချန်ကစီအခြေအနေနဲ့နိုင်ငံရေးအခြေအနေပြီးခဲ့တဲ့2024ခုနှစ်နှစ်ကုန်ပိုင်းကအခြေအနေနဲ့ပြန်လည်ချိတ်ဆက်ကြည့်မယ်ဆိုရင်တော့မင်းလက်ပံဖလူဒေတာဆိုတာကကရင်လက်နက်ကင်ပုံ KNU ထင်းချုပ်ထားတဲ့တမဟာ6ပတ်ဝန်းကျင်ကနေရာတွေဖြစ်ပါတယ်။ ်ဒီနေရာတွေမှာရှိနေတဲ့ test gun တွေကို KYL နဲ့ကန်တဲ့ပုံ KNU က NUGP ပြည်အုပ်စုတွေရဲ့အသုံးချခံ PDF တွေကိုလက်နက်တပ်ဆင်ပေးမှုတွေနဲ့အတူဒီ Liquid Core ရဲ့တောင်ဘက်တမိုင်းကျော်အကွာဝေးမှာရှိနေတဲ့ဆွဲတော်အမြောက်ကုန်းရှုခင်းစာစခန်းအပါဝင်ဖလူးရွာနဲ့ထန်းနိုင်ငံနေဆက်အနီးမှာရှိနေတဲ့ဖလူးစခန်းနောက်ပြီးတော့မင်းလက်ပံအနီးမှာရှိနေတဲ့ကျွန်းတော်စခန်းတွေကိုပြီးခဲ့တဲ့2024ခုနှစ်အောက်တိုဘာလကဝါဝင်းပိတ်ဆို့တိုက်ခိုက်ခဲ့ပါတယ်ဆွဲတော်ကုန်းစခန်းကိုတော့ပြီးခဲ့တဲ့2024ခုနှစ်မတ်လ17ရက်နေ့မှာ အပီးတိုင်းတိုက်ခိုက်သိမ်းပိုက်ခဲ့တာဖြစ်ပြီးတော့ဖလူစကန်းကိုတော့2024ခုနှစ်အောက်တိုဘာ18ရက်နေ့မှာတိုက်ခိုက်သိမ်းပိုက်ခဲ့ပါတယ်။အဲဒီနောက်မှာပဲဒီမဲလက်ပန်ဒေတာအခုကြားဖြတ်လုပ်ငန်းတွေလုပ်ကင်နေတဲ့ A က33 A ကမှာအကြံဖြတ်တွေစတင်ပြီးတော့ရရှိလာတာဖြစ်ပါတယ်။တမောဘက်ကပြီးခဲ့တဲ့ရက်ကသတင်းမှန်ပြန်ကြားရေးကထုတ်ပြန်တဲ့ဂျူရုမတန်တွေနဲ့ပြန်ပြီးရှင်ထိုးကြည့်လိုက်မယ်ဆိုရင်လည်း တမ်းတော်ကဒီဒေသပတ်ဝန်းကျင်ကရှိတဲ့လုံခြုံရေးစခန်းတွေကိုလက်လွတ်လိုက်ရပြီးတဲ့နောက်ကရင်လက်နက်ကိုင်တပုံ KNU ရဲ့ကြောထောက်နောက်ခံပြုမှုကရင်လက်နက်ကိုင်တပုံ KNU ရဲ့ကြားဖြတ်လုပ်ငန်းတွေကိုခေါ်ယူလာမှုတွေနဲ့အကျိုးဆက် ကရင်လက်နက်ကိုင်သမုံ KNU ရဲ့အကျိုးစီးပွားတွေကိုကလိုထူဘော DKP အဖွဲ့တွေကဆောင်ရွက်ပေးခဲ့တာဖြစ်တဲ့အတွက်မင်းလက်ပန်ဒေတာကိုကြားဖြတ်နေစတင်ရောက်ရှိခဲ့တာဖြစ်ပါတယ်။အဲ့ဒီရောက်ရှိခဲ့တာက2024ခုနှစ်နှစ်ကုန်ပိုင်းကလို့ပြောတဲ့အတွက်မင်းလက်ပန်ဖလူဒေတာမှာတမ်းရော်ရဲ့လုံခြုံရေးတပ်ဖွဲ့ဝင်တွေလုံခြုံရေးစခန်းတွေအားလုံးမရှိတော့တဲ့အခြေအနေကာလဖြစ်ပါတယ်။တမ်းရော်ကဒီမင်းလက်ပန်ဖလူဒေတာကိုနေမရှင်ကြီးဆောင်ရွက်နိုင်ခဲ့တာကပြီးခဲ့တဲ့အောက်တိုဘာပတ်ဝန်းကျင်ကပဲဒီအောင်စရာဖြစ်စဉ်ကြီးကိုတကြောပြန်အတန်အသက်သွင်းပြီးတဲ့နောက်မှာတော့ ကော့ဂရိတ်သင်ကန်းကြီးတော်လမ်းမကိုနေမရှင်လေးဆောင်ရွက်ခဲ့တယ်။ဒါကအော်တိုဘာလဆန်းနေမှာ။အဲ့ဒီတော့မြရီမြို့ထီပြန်လဲချိတ်ဆက်ပြီးတော့မြရီမြို့ရဲ့ဒီအနောက်တောင်ဘက်မှာရှိနေတဲ့လေကစ်ကောညဉ့်ညင်းမြို့တစ်ကိုပြန်လဲတိုက်ခိုက်ဖို့အတွက်ဆောင်ရွက်ခဲ့ရပါတယ်။ဒီလိုဆောင်ရွက်တဲ့အချိန်မှာလဲတပ်မတော်ရဲ့နေမြကန်တရင်တပ်ဖွဲ့တွေနဲ့အတူဒီမူလ TKPA မူလ BGF အဖွဲ့တွေနဲ့နေမရှင်လေးဆောင်ရွက်ခဲ့ရတာဖြစ်ပါတယ်။လေကစ်ကောမြို့ဆိုတာကလဲ2015ခုနှစ်မှာဂျပန်နိုင်ငံနီပွန်ဖောင်ဒေးရှင်းနဲ့ ဒီ KNU ဘက်ကဥက္ကဋ္ဌသောမတူစေဖို့လို့ ਨੇ ဥဆောင်ပြီးတော့ညဉ့်ဉင်မျိုးတစ်အနေနဲ့တိဆောက်ခဲ့တာဖြစ်ပါတယ်ဒီလိုညဉ့်ဉင်မျိုးတစ်အနေနဲ့တိဆောက်ခဲ့တယ်ဆိုပေမဲ့2020ခုနှစ်နိုင်ငံရေးအခင်းအကျင်းပြောင်းလဲခြင်းဖြစ်ပေါ်ပြီးတဲ့နောက်မှာတော့လေကိကောမျိုးတစ်မှာအကြမ်းဖက်တွေပြည်ပြေးတွေအကြမ်းဖက်သမားတွေနဲ့အညွန်ကြီးထောက်ပွန့်သူတွေအားလုံးအများပြားနေထိုင်ခဲ့တဲ့အကြမ်းဖက်မျိုးတစ်မျိုးအနေနဲ့ဖြစ်လာပါတယ်လေကိကောမျိုးမှာပုံမှန်အားဖြင့်အင်ဂျီ600ကျော်လူဦးရေ2000ကျော်သာရှိတယ်ဆိုပေမဲ့ 2021ခုနှစ်နိုင်ငံရေးအခင်းအကျင်းကြီးဖြစ်ပေါ်ပြီးတဲ့နောက်မှာတော့ NGB BB အုပ်စုတွေယာယီခိုးလွန်ရနေရာတခုလည်းဖြစ်ခဲ့သလိုလက်နက်ကိုင်လမ်းတွေကိုလိုက်ခဲ့ကြတဲ့အညာသားတောသားနဲ့ဒီအစိုးရ PDF တွေဝင်ရောက်နေထိုင်ရာ1900စကိုင်းကြီးတခုဖြစ်ခဲ့ပါတယ်။အဲဒီနောက်မှာပဲဒီ2023ခုနှစ်နှစ်ကုန်ပိုင်း2024ခုနှစ်နှစ်ဆန်းပိုင်းကာလတွေမှာမြရီရဲ့တောင်ဘက်မှာရှိနေတဲ့ဒီတပ်မတော်ရဲ့စခန်းတွေအားလုံးကိုဝိုင်းဝန်းတိုက်ခိုက်မှုတွေပြုလုပ်ခဲ့ကြတာဖြစ်တဲ့အတွက်တင်ငန်းကြီးနောင်ကော့ကရိတ်လမ်းမိုင်းကိုလည်း2024ခုနှစ်ဒီဧပြီမှာလက်လွတ်ခဲ့ရတယ် ။ဆွဲရောအမြောက်ကုန်းနယ်ဒီရှုကင်းသာစခန်းတွေကိုလည်းပြီးခဲ့တဲ့2024ခုနှစ်ဖေဖော်ဝါရီနဲ့မတ်လတွေမှာလည်းလွတ်ခဲ့ရတယ်။အခုဟိုကရင်လက်နက်ကန်တဲ့ဘုံ KNU ကဒီမဲလက်ပံမှာရှိတဲ့ကြားဖြန့်တွေကတမတော်ရဲ့ဆောင်ရွက်မှုတွေအဖြစ်လက်ညှိုးထိုးတဲ့အခြေအနေကိုပြန်ကြည့်ရင်မဲလက်ပံအနီးကစခန်းကိုတမတော်က2024ခုနှစ်အောက်တိုဘာ18ရက်နေ့ကလက်လွတ်ခဲ့တာဖြစ်ပြီးတော့2025ခုနှစ်အောက်တိုဘာ18ရက်နေ့မှာတနစ်ပြည့်ပြီးတဲ့အချိန်မှသာပြန်လည်ထိန်းချုပ်နိုင်ခဲ့တာဖြစ်ပါတယ်။ ဒါဆိုရင်မင်းလက်ပံဖလူဒေတာကိုတမရော်ရဲ့လုံခြုံရေးတပ်ဖွဲ့ဝင်တွေမရှိတဲ့တနှစ်နေပါကာလအတွင်းအကြမ်းဖက်တွေပြောရမယ်ဆိုရင်ကရင်လက်နက်ကင်သမောင် KNU နဲ့ပေါင်းပါတွေကိုချီကိုလက်နဲ့အတားအဆီးမရှိကြားဖြတ်တွေကိုခေါ်သွင်းလာခဲ့တယ်တိဆောက်ရေးလုပ်ငန်းတွေအဆောက်အဦတွေကိုဒီထိုင်းနိုင်ငံဘက်ကနေခေါ်ယူတယ်ထိုင်းနိုင်ငံဘက်ကနေတင်သွင်းပြီးတော့အဆောက်အဦရဲ့ raw တွေ material တွေ decoration ပစ္စည်းတွေကအစားလျှက်စပစ္စည်းတွေနဲ့လိုအပ်တဲ့ accessory အားလုံးကိုထိုင်းနိုင်ငံဘက်ကနေပဲခေါ်ယူပြီးတော့တင်သွင်းပြီးတော့တိဆောက်ခဲ့ကြတာဖြစ်ပါတယ် ။လက်ရှိအချိန်ကရင်လက်နက်ကိုင်သဘုံ KNU ကမင်းလက်ပံမှာရှိနေတဲ့ဒီကြားဖြန့်ထုတ်ဖို့တွေပြုလုပ်နေပါတယ်။ဒီရှင်းနာကြားဖြန့်ကို DGPA ကပဲထိန်းချုပ်ထားတဲ့ပုံစံမျိုးနဲ့ဒီ DGPA ကပဲတပ်မတော်စစ်ကြောင်းတွေနဲ့အတူကရင်လက်နက်ကိုင်သဘုံ KNU ကိုပြန်လည်တိုက်ခိုက်တဲ့ပုံစံမျိုးနဲ့အကြောင်းပြပြီးကြားဖြန့်ရုပ်ရှင်ရိုက်ခဲ့တာပါ။အခုနိုဝင်ဘာ21ရက်နေ့ကနေဒီဒီဇင်ဘာ3ရက်နေ့အထိဒီရှင်းနာကြားဖြန့်လုံငန်းမင်းလက်ပံကနေရတဲ့ဒီနိုင်ငံသားအရေးအတွက်1100ကျော်ကိုကရင်လက်နက်ကိုင်သဘော KNU က ကြားပြတ်နေနေမှာပါဝင်နိုင်ခွင့်လူရဝင်ခြင်းနဲ့အတွက်ဒီလိုအာရဆော့တာနေတို့ဒီဘိန်းစားထူရင်တို့ဥဆောင်ပြီးတော့ကြားပြတ်လုပ်ငန်းကြားပြတ်ရုပ်ရှင်ရိုက်ခဲ့ကြတာဖြစ်ပါတယ်ဒီမှာတော့ main lab ပန်ကို DGBA ခေါ် K Glow 2.0 KGO အကြမ်းဖက်အဖွဲ့တွေကထိန်းချုပ်ထားပြီးတော့ကြားပြတ်နေလုပ်ကင်နေတယ် KN နဲ့နဲ့ကန်ဘော KNU ထင်းချုပ်ထားတဲ့ KK ပတ်ကကြားဖြန့်အစွန်အစတွေကြားဖြန့်အပြားနာတွေအားလုံးကတက်မတော်ရဲ့နေမရှင်နဲ့ဆောင်ရွက်မှုတွေအတွင်အခုမဲလက်ပန်တွေကိုရှေ့ပြောင်းလာကြတာဖြစ်ပါတယ်။လို့ရ2600ကျော်3000နီးပါးရှိပြီးတော့ KN နဲ့နဲ့ကန်ဘော KNU ကနိုဝင်ဘာ23ရက်နိုဝင်ဘာ24ရက်နိုဝင်ဘာ25ရက်နဲ့နိုဝင်ဘာ30ရက်နေ့နောက်ဒီဇင်ဘာ2ရက်နေ့အထိ ဒီဒေတာအတွင်းမှာရှိတဲ့ကြားဖြတ်လုပ်ငန်းခွင်အတွင်းမှာရှိနေတဲ့သူတွေကိုခေါ်ယူပြီးတော့ထိုင်းနိုင်ငံဘက်ကိုလွှဲပြောင်းတာတွေရှိတယ်။ထပ်မံလွှဲပြောင်းမှုတွေပြုလုပ်နေတာရှိတယ်လို့ဒီ2640တွေကမြန်မာနိုင်ငံသား1330ကိုအကာအကွယ်ပေးပြီးတော့လုံခြုံတဲ့နေရာတွေကိုရွှေ့ပြောင်းပေးမယ်ဆိုတဲ့သတင်းတွေကြားသိရပါတယ်။အကြောင်းမင်းလက်ပံထဲမှာရှိနေတဲ့ဒီကြားဖြတ်တွေကိုကရင်လက်နက်ကိုင်တပေါင်း KNU ကအသာပေးပြီးဥစားပေးပြီးတော့ရွှေ့ပြောင်းပေးနေရတာလေ။ ကီကီပတ်ထဲမှာရှိတဲ့မြန်မာနိုင်ငံသားတွေကိုကီကီပတ်ထဲမှာရှိနေတဲ့ကြားဖြတ်လုပ်ငန်းလုပ်ကိုင်သူတွေကိုမြန်မာလက်ခဲပြစ်လုထားပြီးဘာကြောင့်မဲလက်ပန်ထဲကလူတွေကိုပဲထိုင်းနိုင်ငံကိုလွှဲပြောင်းပေးရေးထိုင်းနိုင်ငံကနေလက်ခံပေးရေးကိုအတက်တရဆောင်ရွက်နေတာပါလေ။ဘာကြောင့်လဲဆိုတော့ဒီမဲလက်ပန်ထဲကိုရောက်ရှိနေတဲ့ကြားဖြတ်တွေအားလုံးကကီကီပတ်ကိုထိန်းချုပ်ထားတဲ့ကီကီပတ်ထဲမှာရှိနေတဲ့ကြားဖြတ် operation တွေအားလုံးကို ထိန်းချုပ်ထားတဲ့တထေးလေးတထင်းငယ်စတဲ့ဒီအမေရိကန် နည်းနည်း level တစ်ခုရှိတဲ့ကြားဖြန့်ကောင်းဆောင်တွေရှိတယ်လို့ယူဆရတဲ့နေရာတစ်ခုဖြစ်ပါတယ်။မင်းလက်ပံဧကတဲ့ဆိုတာက KK Pack ကနေဆုတ်ခွာလာပြီးတဲ့နောက်ထပ်မံရောက်ရှိကြတဲ့နေရာတွေဖြစ်ပါတယ်။မင်းလက်ပံ KK Pack ကလက်ရှိအချိန်ထိ ကြားပြန့်လုပ်ငန်းတွေလုတ်ကင်မှုအဆောက်အဦတွေကိုဆက်လက်စောင့်နေစေအခြေအနေနဲ့ဆိုင်းငံ့ထားတာဖြစ်ပါတယ်။ဆိုင်းငံ့ထားရဆိုတာကနိုင်ငံပိုင်မြေကနေနိုင်ငံတော်ကအရေးယူမှကြောင့်ဆိုင်းငံ့ထားတာမဟုတ်ပါဘူး။တမတော်ကဒီဒေတာရဲ့စကန်တွေကိုလက်လွတ်ပြီးတဲ့နောက်ကြားပြန့်လုပ်ငန်းတွေကိုအွန်လိုင်းကျင်းလိုက်လုပ်ဖို့နှစ်ထပ်အဆောက်အဦတွေသုံးထပ်အဆောက်အဦတွေအဆောက်အဦပေါင်းများစွာကိုစောင့်လုပ်ရင်းနေပဲလက်ရှိတိုက်ပွဲတွေဖြစ်ပေါ်လာတာဖြစ်ပါတယ်။ တမတော်ကဒီမက်လပန်အနီတိုက်ပွဲတွေပေါ်ဆောင်နေတဲ့ဆိုတာကလည်းကြားဖြတ်နှင်းနှင်းရေးကိုတကယ်ကိုဖိဖိစီစီနဲ့ဆောင်ရွက်နေတာဖြစ်တဲ့အတွက်နောက်ထပ်ကြံရှိနေတာကဒီမက်လပန်ဒေတာနဲ့ကြောက်ခက်တာရှိပါတော့ပထမဆုံးကြားဖြတ်နှင်းနှင်းရေးဆောင်ရွက်ခဲ့တာက KK Pack ကိုဆောင်ရွက်ခဲ့တာဖြစ်ပြီးတော့ဒုတိယကတော့စောချစ်သူထင်းချုပ်ထားတဲ့ဖြစ်ကုတ်ကိုတင်တာကဖြန့်နေဖြစ်ပါတယ်အဲဒီလိုဆောင်ရွက်ပြီးတဲ့နောက်မှာတော့အခုဒီမြရီရဲ့တောင်ပဲ ကေကေပတ်ကတာဝန်မှာရှိနေတဲ့မင်းလက်ပံကိုနေမရှင်လေးဆက်လက်ဆောင်ရွက်ဖို့ပြုလုပ်တဲ့အခြေကရင်လက်နက်ကိုင်သဘော KNU ကသူတို့ရဲ့အကျိုးစီးပွားတွေရှိနေတဲ့ သူတို့ကာကွယ်ပေးရမယ်ဆိုတော့လုံခြုံရေးချင်းယူထားတယ်ဆိုတော့အကြောင်းပြချက်တွေနဲ့ဒီကြားပြန့်လာရောလောက်ကင်သူတွေအရေးအတွက်တထောင်ကျော်ကိုထိုင်းနိုင်ငံဘက်ကိုလွှဲပြောင်းပေးရခဲ့ပါတယ်။နိုင်ငံငံလွှဲပြောင်းရမယ်ကြားပြန့်နေနေကောင်းစဉ်ကြားပြန့်နိုင်ငံသားလွှဲပြောင်းမှုတွေကိုကြော်လွန်ပြီးတော့ထိုင်းနိုင်ငံဘက်ကိုလွှဲပြောင်းခဲ့တာဖြစ်ပြီးထိုင်းနိုင်ငံဘက်ကလည်း government to government ဆောင်ရွက်ရမယ်အနေထားကနေအကြမ်းဖက်လက်နက်ကင်အဖြစ်ပြညာခံထားရတဲ့ကရင်လက်နက်ကန်တဘော KNU ရဲ့လွှဲပြောင်းမှုကိုပါကြောင့်လက်ခံရရတဲ့ဆိုတဲ့အခြေအနေကလည်းဒေသရင်းကြားပြတ်နေနေရေးမှာ အယုံဆုဆက်ကြည့်ဖို့လိုအပ်နေတဲ့အချက်တစ်ချက်ဖြစ်ပါတယ်ပထမပိုင်းနိုဝင်ဘာ23ရက်နေ့ထိုင်းနိုင်ငံသား28ယောက်လွှဲပြောင်းမှုကတော့သူ့နိုင်ငံသားတွေဖြစ်တဲ့အတွက်သူ့နိုင်ငံသူသွားရောက်တာ ပြန်လည်ဝင်ရောက်တာကပြဿနာမရှိပါဘူးနိုဝင်ဘာ24ရက်နေ့လွှဲပြောင်းခဲ့တဲ့တရုတ်နိုင်ငံသား36ဦးနိုဝင်ဘာ25ရက်နေ့ကထပ်မံလွှဲပြောင်းခဲ့တဲ့တရုတ်နိုင်ငံသား693ဦးနဲ့အခုနိုဝင်ဘာ30ရက်နေ့မှာထပ်မံလွှဲပြောင်းခဲ့တဲ့နိုင်ငံအစုံကနိုင်ငံသား382ဦးကိုဘာကြောင့်ထိုင်းနိုင်ငံကလက်ခံလိုက်တာလဲ ဒါကထန်းနိုင်ငံကနေတဆင့်ဝင်ရောက်လာပြီးတဲ့နောက်ထန်းနိုင်ငံနဲ့ထန်းနိုင်ငံမှာရှိတဲ့အနာပိုင်တွေအကျိုးစီးပွားတွေနဲ့အတူတောင်းရင်မြစ်ကိုကူပြီးတော့လက်ခံလိုက်တာဖြစ်ပါတယ်။ထမ်းမှန်လွှဲပြောင်းမှုတွေဆောင်ဆိုင်နေတာတွေကနိုင်ငံသား189ဦးနဲ့ဒီမြန်မာနိုင်ငံသား1333ဦးသာရှိပါတော့မြန်မာနိုင်ငံသား33ဦးကိုလည်းကရင် လက်နက်ကိုင်တပုံ KNU ကကွက်ကြားမှုရွာပြီးတော့စေတနာတွေထားရင်းနဲ့လုံခြုံပေးကင်းတဲ့နေရာကိုရှေ့ပြောင်းပေးလိုက်တယ်ဆိုတဲ့သတင်းတွေကြားသိရပါတယ်။ဒီလူဦးရေ1333ယောက်ကဘယ်သူတွေဖြစ်နိုင်ပါသလဲ။ ကေကေပကန်နေရွှေပြောင်းလာတဲ့သူတွေကဒီမင်းလက်ပံတွေကိုရောက်ရှိပေတယ်လို့ကရင်လက်နက်ကိုင်တပုံ KNU ရဲ့လက်ကင်တော့ဖြစ်ခဲ့တဲ့ကလိုထူဘိုကေကေအိုအဖွဲ့ကထိန်းချုပ်ပေးထားတယ်။ကြားဖြန့်ရုပ်ရှင်ရိုက်ပြီးတော့ကရင်လက်နက်ကိုင်တပုံ KNU ကကြားဖြန့်ကိုနှိမ်နင်းနေဆိုတဲ့ခေါင်းစဉ်နဲ့ကြားဖြန့်ယုံကြီးကြားဖြန့်ဝင်ကြီးတခုကိုစီနင်းပေးတဲ့နောက်သူတို့ရဲ့အကျိုးစီးပွားတွေရှိရဲသူတို့အကာအကွယ်ပြုရမယ့်သူတွေကိုကာကွယ်ပေးတဲ့ပုံစံမျိုးပြုလုပ်နေတာကမြင်တွေ့ရပါတယ်။ဒီလွှဲပြောင်းပေးရမယ်လို့စီစဉ်ထားတဲ့ဒီ handphone နဲ့လက်ကင် phone နဲ့ hard drive တွေအားလုံးကတော့ပါမတန်မှုမရှိတော့ပါဘူး format ချလိုက်တာပဲဖြစ်ဖြစ်အားလုံးကို clear လုပ်လိုက်မယ်ဆိုရင် ရှင်းသွားပါတယ်အဓိကကတော့ကရင်လက်နက်ကိုင်းတပုံ GNU အကြောင်းပြချက်မရှိတည်သွားတဲ့ကာလီစည်းတိုက်တည်သွားတဲ့မိခံတက်တာတယ်ဘန်းငွေ190တန်ပေါင်း190ကိုကရင်လက်နက်ကိုင်းတပုံ GNU ကလည်းအုံမှုရယူတင်စီသွားတယ် ကြံရှိနေသေးတဲ့ဖုန်းတွေဒီ hard disk တွေဆိုတာကလေတိုင်းထားခဲ့လဲဘာမှပြဿနာမရှိတဲ့ဟာတွေပါ tracing လိုက်မယ်ဆိုရင်လည်းဒါတွေကလူတွေကိုလိမ့်လည်ထားတာသာဖြစ်တဲ့အတွက်အဓိက server ကြီးတစ်ခုလုံး malware ကြီးတစ်ခုလုံးကအလုံးကို system ဘိုင်းအရာ ban သွားလိုက်လို့ရပါတယ်ဒါကြောင့် VPN နဲ့ကင်သဘောက KNU ကအတန်ကောင်းထွင်ပြီးတော့ဒါတွေကိုတက်တည်မဖြတ်ဘူးဆိုတဲ့အကြောင်းပြချက်နဲ့လွှဲပြောင်းခဲ့တာဖြစ်ပါတယ်ဒါကတမရော့ဘက်ကဒီဖန်စီရမိတဲ့တင်းစီရမိတဲ့ဒီကြောင်လုံးကလောက်ကိုင်းတဲ့ဖုန်းတွေ handset တွေ hard drive တွေကိုဖျက်ဆီးတာတွေကို တသက်ကလပံထိုးဖို့အတွက်ခြေရတိုင်းတဲ့ပုံစံမျိုးနဲ့ဆောင်ရွက်လာတာဖြစ်ပါတယ်။အဲဒီနေရာမှာဒီကရင်လမ်းမြတ်ကိုင်းသဘောင် KNU ရဲ့မင်းလက်ပြန်ကြားဖြတ်နှိမ့်နှင်းရင်းမှာအချမ်းဖအပီမီဒီယာတွေလည်းဝင်ရောက်ရိုက်ကူးခဲ့တယ်။ဘသူတွေရှိခဲ့တယ်ဘလို့တွေလုပ်ငန်းတွေလုပ်ကင်ခဲ့တယ်လဲဆိုတာကိုဝါရဖြန့်ဓာတ်ပုံရိုက်ကူးခဲ့တာဖြစ်ပါတယ်။ဒါဆိုရင်ကရင်လက်နက်ကိုင်သဘောင် KNU ရဲ့ကြားဖြန့်လုပ်ငန်းကြီးဌာနချုပ်ကြီးရှိတဲ့ KK Pack ကိုဘာကြောင့်ဘသူ့ကိုမှဝင်ရောက်ခွင့်မပေးခဲ့တာလဲ ်ကန်း920ကိုဟိုနွားချံမှာပိတ်ထားတယ်လို့မျိုးအဝင်ထွက်တွေအားလုံးပိတ်ဆို့ကန့်သက်ထားပြီးတော့ဒီဒေတာတစ်ခုလုံးကို2012ခုနှစ်ကလေးကစတင်ပိတ်ဆို့ခဲ့တာဖြစ်ပါတယ်တည်ချက်ခဲ့တဲ့အဝင်ထွက်လုပ်ဖို့အတွက်လည်းကရင်လက်နက်ကိုင်သဘော KNU ရဲ့လက်အောက်ခံ KNLA KDLA PDF အဖွဲ့တွေအားလုံးကလုံခြုံရေးကိုအလဲကျနဲ့ယူပြီးတော့လာစဉ်ဖြတ်ကြီးနဲ့တဆင့်ခံ노ဆုခံအနေနဲ့ကရင်လက်နက်ကိုင်တပုံ KNUC ကဆောင်ရွက်နေတာဖြစ်ပါတယ်။ဒီလိုမျိုးဆောင်ရွက်နေရင်ကနေမှသူတို့ကဝယ်ပေးရမယ်ဆိုတဲ့အရေးကြီးတဲ့ကြားဖြန့်ကောင်းဆောင်တွေကိုမင်းလက်ပံတွေကိုရွှေ့ပြောင်းပြီးမင်းလက်ပံမှာကြားဖြန့်နေနေရုပ်ရှင်တို့ရိုက်ပြီးတဲ့ဝါရပြန့်ရုပ်ရှင်ရိုက်ပြီးထိုင်းနိုင်ငံကိုလွှဲပြောင်းတာပဲဖြစ်ပါတယ်။ဒီနေ့မှာထိုင်းနိုင်ငံရဲ့အင်းနေချင်းပြည်သားသာဆောင်ရွက်မှုကိုလည်းမိမောင်းထိုးပြသဖို့လိုသလိုထိုင်းနိုင်ငံနဲ့မြန်မာနိုင်ငံတို့အစိုးရနှစ်နိုင်ငံပူးပေါင်းဆောင်ရွက်ရမယ်ကိစ္စတွေမှာလည်းကရင်လက်နက်ကိုင်တပုံ KNU က Clevan ထိုးနေတယ်ဆိုတဲ့အခြေအနေကိုလည်းမြင်တွေ့ရပါတယ်။ဒါအပြင်ထိုင်းနိုင်ငံတက်ခိုင်ဘက်ကနေပြီးတော့ဒီထိုင်းနဲ့မြန်မာနှစ်နိုင်ငံနယ်စပ်ကလေဆိပ်တွေအားလုံးကိုဒီဇင်ဘာ၁ရက်နေ့ကနေဒီဇင်ဘာ9ရက်နေ့ထိတပတ်နေပါပိတ်ဆို့တယ်ဆိုတဲ့ကြေညာရက်ထွက်လာခဲ့ပါတယ်။ဒါပေမဲ့ ကရင်လက်နက်ကင်တဘုံ KNU ခေါ်ထုတ်လာခဲ့တဲ့မင်းလက်ပံကြဖြန့်တဲ့ကဒီနိုင်ငံသားလက်ရှိကြန့်ရှိနေသေးတဲ့189ရောင်းနဲ့ပတ်သက်ပြီးစားနပ်ရိက္ခာပေးဝင်မှုကိုထိုင်းနိုင်ငံဘက်ကထောက်ပို့ပေးခဲ့ပါတယ်။ကရင်လက်နက်ကင်တဘုံ KNU ထင်းချုပ်ထားတဲ့ဒေတာမြန်မာပတ်ချင်းအားလုံးကိုတက်မတော်ကနေမြေကတရရတက်ဖွဲ့တွေမူလ TKPA မူလ BGF အဖွဲ့တွေနဲ့ နေမရှင်လေးဆောင်ရွက်ပြီးတော့ပိတ်ဆို့ထားတာဖြစ်တဲ့အတွက်မြန်မာဘက်ချမ်းတစ်ခုလုံးမင်းလက်ဘက်ကြားဖြတ်တစ်ခုလုံးကိုကားငယ်ပုံစံမျိုးလုံးဝပိတ်ဆို့ထားတာဖြစ်တဲ့အတွက်ပွင့်နေတဲ့ဘက်အချမ်းကတော့ထိုင်းနိုင်ငံဘက်အချမ်းဖြစ်ပါတယ်။ထိုင်းနိုင်ငံဘက်အချမ်းကနေပဲဒီကြားဖြတ်လုပ်ငန်းတွေလုပ်ကိုင်သူတွေကိုအကာအကွယ်ပေးဖို့စားနပ်ရိက္ခာနဲ့ဒီမိုးကတဲတွေတောက်သုံးရည်နဲ့ဒီသုံးဆွဲဖို့တွေအဆင်ပြေဖို့အတွက်ဆောင်ရွက်ပေးနေတာဖြစ်ပါတယ်။ဆိုတော့ထိုင်းနိုင်ငံဘက်ကဒီဇင်ဘာ9ရက်နေ့ထိလေစိတ်တွေပိတ်ထားတဲ့ဆိုပြီးတော့ဒါကြောင့်ကရင်လက်နက်ကင်သဘော KNU ရဲ့ ကြားဖြန့်လုပ်ငန်းတွေကြားဖြန့်လုပ်ငန်းလာရောက်လုပ်ကင်သူတွေကိုဘာကြောင့်ထောက်ပံ့ပေးနေရတယ်ဆိုတော့အချက်ကိုလည်းမြင်တွေ့လာရပါတယ်။ဒါတွေကတမရော့ကဒီဒေတာတခုလုံးကိုလုံခြုံရေးအရာမှန်မှန်မိုးနိုင်တော့တဲ့အခြေအနေကိုအခွင့်ကောင်းယူပြီးတော့ကရင်လက်နက်ကိုင်တပုံ KNU ရဲ့ဥဆောင်ဆောင်ရွက်မှုတွေနဲ့ Global 2DKB အဖွဲ့ကကြားဖြန့်တွေကိုလက်ဝေခံနှုတ်ဆက်ခံဆောင်ရွက်ခဲ့တာဖြစ်ပါတယ်။ကြားဖြန့်တွေကိုအပြီးတဲ့နိုင်နေမယ်ဆိုတဲ့အချိန်မှာတော့အခုကြားဖြန့်တွေကအရေးကြီးတဲ့သူတွေကိုတဆင့်လွှဲပြောင်းမှုတွေပြုလုပ်ခဲ့တာဖြစ်ပါတယ်။ ။လက်ရှိအချိန်မှာတော့ဒီမင်းလက်ပံကြားဖြန့်နေမှာနိုင်ငံသားပေါင်း2640တိတိရှိရလို့သိရပြီးတရုတ်နိုင်ငံသားနိုဝင်ဘာ24ရက်နေ့က36ဦးနိုဝင်ဘာ25ရက်နေ့က693ဦးလွှဲပြောင်းထားတယ်လို့သိရပါတယ်။နောက်ထပ်လွှဲပြောင်းထားတဲ့382ဦးထဲမှာလည်းတရုတ်နိုင်ငံသားတွေပါဝင်တယ်လို့သိရပါတယ်။ဒီလွှဲပြောင်းထားတဲ့သူအရေးအတွက်300ကျော်ကိုပြီးခဲ့တဲ့ရက်ကတရုတ်နိုင်ငံကမဲဆောက်လေဆိပ်ကနေတစင်ပြန်လဲခေါ်ဆောင်သွားတယ်လို့သိရပါတယ်။ ဒီနေရာမှာနောက်ထပ်ဖြည့်ဆက်တင်ဆက်ပေးဖို့ရှိတာကဒီမင်းလက်ပံကြားဖြတ်နယ်မှာရှိတဲ့နိုင်ငံသားပေါင်းတထောင်နီးပါးကသူတို့ရဲ့မူရင်းနိုင်ငံတွေကိုမပြန်လိုဘူးဆိုတဲ့အကြောင်းပြချက်နဲ့ကရင်လက်နက်ကိုင်တပုံ KNU ကပရဟိတကေဟဖွင့်ထားတဲ့ပုံစံမျိုးနဲ့ဂယုနာရှင်ပုံစံမျိုးနဲ့ကွက်ကြားမှုတာရေးစင်ဖြန့်ပတ်ဖို့ဆောင်ရွက်နေတာဖြစ်ပါတယ်။ဘာကြောင့်မပြန်ချင်တာလဲ။ဒါကတရားမဝင်နိုင်ငံဖြတ်ကျော်ရာဇဝတ်မှုတွေဖြစ်ပါတယ်။ဒီမပြန်ကျင်တဲ့သူတွေကသူတို့နိုင်ငံမှာရာဇဝတ်မှုပေါင်းများစွာအလို့ရှိစရင်ထုတ်ထားတဲ့သူတွေများစွာဖြစ်နိုင်သလို လူတက်မှုပေါင်းများစွာနဲ့လိန်လေပူပေါင်းများစွာကိုကျွလွန်ထားနိုင်တဲ့သူတွေလည်းဖြစ်နိုင်ပါတယ်။အားအပြင်ကြားဖြန့်ကိုရည်ရွယ်ချက်ရှိရှိနဲ့လာရောက်လုပ်ကင်သူတွေလည်းဖြစ်နိုင်တဲ့အတွက်ကြားဖြန့်နေနေရေးဆောင်ရွက်မယ်ဆိုရင်အဓိကလက်တယ်တွေအပါအဝင်လက်တံတွေအဖျားနာတွေရေတောင်းမြစ်တွေအပြင်အကိုင်းခတ်တွေအားလုံးကိုရှင်းလင်းရမှာဖြစ်ပါတယ်။ကြားဖြန့်တွေကမပြောင်းချင်မှုဆိုတဲ့အကြောင်းပြချက်တစ်ခုနဲ့မြန်မာနိုင်ငံထဲမှာထားเสียအကြောင်းမရှိသလိုကရင်လက်နက်ကိုင်တော် KNU အနေနဲ့လည်းသူတို့ထင်းချွေရဒေတာမှာကြားဖြန့်တွေကိုလက်ခံထားခြင်းက ကြားဖြတ်ရဲ့ရေးသားမြစ်ကိုဆက်လက်လက်လွဲယူရဲဆိုတဲ့သဘောမျိုးတက်ရောက်ပါတယ်။ဘာကြောင့်လဲရှင်းပါတယ်ကြားဖြတ်တွေကိုကရင်လက်နက်ကိုင်သဘော KNU က2018 2019ကစတင်ခေါ်လာခဲ့တာဖြစ်ပြီးတော့၄နှစ်ကျော်၅နှစ်၆နှစ်နေပါကာလတွေကြားဖြတ်တွေကိုကျူးမွေးခဲ့တာဖြစ်တဲ့ကြားဖြတ်ကရရှိတဲ့အကျိုးအမြတ်တွေနဲ့ပဲဒီကရင်လက်နက်ကိုင်သဘော KNU က software တူဝင် software နဲ့ software ကအလုံးကဒီကရတဲ့အကျိုးအမြတ်တွေနဲ့အင်အားတွေတိစောက်တဲ့ ။ထိုင်းနိုင်ငံမဲဆောက်ဘက်ချမ်းမှာဒီဒေါ်လာတန်းချီတန်နဲ့ဘန်ငွေတန်းချီတန်နဲ့ကိုပိုင်အိမ်နေနဲ့နေထိုင်ပြီးတော့ကိုတူးလီနိုင်ငံထူထောင်မယ်ဆိုပြီးတော့အပေါင်းအရင်တန်တန်နဲ့အာတရွဲ့စိတ်တရွဲ့နိုင်ငံရေးမျှော်မှန်းချက်တရွဲ့တွေနဲ့ဒီဒေသခံတွေရဲ့နေရာတွေရွာတွေတင်းရင်အေဂျင်ရေးကိုအတုံးချပြီးတော့ဆောင်ရွက်နေကြတာဖြစ်ပါတယ်။ NCA ကိုအကြောင်းပြငင်းညာရေးကိုအကြောင်းပြပြီးတော့ဒီနိုင်ငံတော်နဲ့တက်မလို့ကိုကလိန်ကကြက်လို့ကလပ်ပန်ထိုးပြီးတော့ တဖက်မှာရှိနေတဲ့ဒီ DKBA တစ္ဆပအဖွဲ့တွေ BGF တစ္ဆပအဖွဲ့တွေရဲ့အားကိုငွေကြေးစမ်းမှန်အောင်လို့ကြားပြတ်ခေါင်းစဉ်ကနေရမယ့်အကျိုးအမြတ်တွေနေုံပြီးတဲ့နောက်မြောက်ရီတကြောလုံးမြောက်ရီရဲ့မြောက်ဖက်ရှုပ်ကိုကိုမြောက်ရီရဲ့တောင်ဘက် KK Pack KK Pack ရဲ့တောင်ဘက်မင်းလက်ပံနဲ့ဒီကြောက်ခက်ဒေသတွေအားလုံးကိုကြားပြတ်နေကိုဖြန့်ဝေစေခဲ့တာဖြစ်ပါတယ်အဓိကကြားပြတ်အရင်းမြစ်အားလုံးကတော့ KNU ဖြစ်ပါတယ် ဒီအခြေအနေကငင်းလို့မရတဲ့အချက်တခုဖြစ်တယ်ဆိုတော့ကိုလည်းကျွန်တော်တို့မြင်တွေ့လာရပါတယ်။အဲ့ဒီအတွက်တက်မတော်ကလည်းဒီဒေတာတွေကိုနေမရှင်လေးဆောင်ရွက်မှာဖြစ်တဲ့အတွက်တိုက်ပွဲတွေဖြစ်ပေါ်နေပါတယ်။ဒီလိုတိုက်ပွဲတွေဖြစ်ပေါ်နေတဲ့ထဲကမှမင်းလက်ပံဖလူးနဲ့ဒီဘေးမှာရှိနေတဲ့ရွာတွေကဒေတာကံကရင်လူမျိုးတွေစစ်ဘေးရှောင်တာကိုတော့ကရင်လက်နက်ကင်တဘုံ KNU ကမတိကျွချုံပြုတ်နေတယ်။သူတို့အကျိုးစီးပွားတွေရှိနေတဲ့ကြားဖြန့်လုပ်ငန်းလုပ်ကင်သူတွေကိုတော့အကာအကွယ်တွေပေးတောက်ရည်တွေစားစရာတွေပေးပြီးတော့ရင်အုပ်မကွာကာကွယ်စောင့်ရှောက်တာတွေကိုကြည်ချင်းအဖြစ် ချားဖြန့်ကကရင်လက်နက်ကိုင်တပုံ KNU ရဲ့အစိတ်ပိုင်းတစ်ခုဖြစ်တဲ့ဒေသခံကရင်လူမျိုးတွေအလုံးကိုမျက်ကွယ်ပြုပြီးတော့ချားဖြန့်တွေကိုကူညီစောင့်ရှောက်နေတယ်ဆိုတဲ့အခင်းချင်းကကရင်လက်နက်ကိုင်တပုံ KNU နဲ့ချားဖြန့်ရဲ့ဂျားကဆက်ဆံရေးပြန်လည်ကြိုးစီပွားတွေရှိနေတယ်ဆိုတဲ့ဆက်ဆံရေးကိုလည်းမြင်တွေ့ရပါတယ်လက်ရှိချိန်မှာတော့တမ်မတော်စစ်ကြောင်းတွေကစစ်ကြောင်းကြီးနဲ့ချောင်းနဲ့ဒီမဲလပန်ဖလူဒေတာကိုနေမရှင်းလေးဆောင်ရွက်လျက်ရှိပါတယ် ဒီနေရာမှာပြီးခဲ့တဲ့2024ခုနှစ်အောက်တိုဘာ18ရက်နေ့ကဖလူးမှာရှိနေတဲ့တမ်မတော်ရဲ့နေကြာဆောင်စခန်းလက်လွတ်ခဲ့ရခဲ့တာကအင်မတန်ဆိုးရွားပါတယ်။ဒီကရင်လက်နက်ကန်တဘော KNU နဲ့အပေါင်းပါတွေကလည်းတမ်မတော်ရဲ့ဒီနေကြာဆောင်စခန်းတွေနေဆက်စီမင်းပေါ်မှာရှိနေတဲ့စခန်းတွေကိုတိုက်ခိုက်မှုကကြားဖြတ်တွေကိုပြုလုပ်ဖို့တဲ့အဓိကရည်ရွယ်ချက်ပဲဖြစ်ပါတယ်။လူကနေကြာဆောင်စခန်းဖလူးရွာမှာရှိနေတဲ့စခန်းလက်လွတ်ပြီးတဲ့နောက်မင်းလက်ပံနဲ့ဖလူးမှာကြားဖြတ်တွေရောက်ရှိလာတာဖြစ်တဲ့ မဲလပန်ဖလူပတ်ဝန်းကျင်မှာ AAC ရဲမင်းရဲ့အိမ်လည်းရှိရဲဆိုတဲ့သတင်းတွေကြားသိရတယ်လို့မဲလပန်ဖလူဆိုတာကလည်းဒီတင်ငင်းကြီးတော့တိုက်ပွဲမြောက်ရီတိုက်ပွဲတွေကိုပေါ်ဆောင်တဲ့အချိန်ကရင်လက်နက်ကန်တဘော KNU ရဲ့အတုံးချကန်ပြည်ပြ PDF တွေဝင်ရောက်နေထိုင်ရာနေရာတခုလည်းဖြစ်ခဲ့ပါတယ်။ကရင်လက်နက်ကန်တဘော KNU ဒီအကြောင်းပြချက်ပေးတယ်လို့ပဲမဲလပန်ထဲမှာရှိနေတဲ့ DGPA တွေကတမတော်စစ်ကြောင်းတွေနဲ့ပေါင်းပြီးကရင်လက်နက်ကန်တဘော KNU ကိုတိုက်ခိုက်တယ်ဆိုရင်ဘာကြောင့်ဖလူစကန်ကြီးမဲလပန်မှာရှိနေတဲ့ကျွန်တော်စကန်ကြီးလက်လွတ်သွားရမှာပါလဲ။ ဒီကဘီအဖွဲ့တွေကကရင်လက်နက်ကင်တဘုံ KNU နဲ့ဘတ်တူလို့ပခုံးချင်းတူလို့လားရတူတဲ့အတွက်တမတော်စစ်ကြောင်းတွေကိုခိုက်ခဲ့တာဖြစ်ပါတယ်။ဒါကြောင့်တမတော်ကဒီမဲလက်ပန်ရောဖလူရောဒီဒေတာတွေအားလုံးကိုနေမရှိနေဆောင်ရွက်နေတာဖြစ်ပါတယ်။ဒီအချိန်တွေမှာ DGPA ခေါ် KGO အဖွဲ့ကကရင်လက်နက်ကင်တဘုံ KNU ကိုပြန်လည်ပြစ်ခတ်တယ်ဆိုတဲ့အခင်းအကျင်းကအင်မတန်ရည်စရာကောင်းပြီးတော့ရုပ်ရှင်ရိုက်ပေမဲ့ဟာခွက်တွေအများများတဲ့ပေါင်းမဝင်တမ်းဝင်ရုပ်ရှင်တပုတ်တာဖြစ်လာခဲ့ပါတယ်။ ဇက်ဝင်ငန်းတစ်ကန်းကိုပေါ်တော်တော်ကြောင်းတော်တော်အယူတွေနဲ့ရိုက်ထားတဲ့ဟာသဇလန်တပုတ်ကလွယ်ပြီးတာရာရှိရဲ့ကြားဖြတ်နေနေရဲ့ဇလန် ဖြစ်မလာဘူးဆိုတဲ့အခြေအနေမျိုးကိုလည်းမြင်တွေ့ရပါတယ်။ဆိုတော့ဒီကြားဖြတ်နေနေရဲ့အခင်းချင်းမြောက်ပိုင်းမှာရှိနေတဲ့ကြားဖြတ်နေနေရဲ့အခင်းချင်းကိုပြန်ကြည့်ရင်နိုင်ငံတော်တမတော်ကရဆက်လက်ပြီးနေမရှင်လင်းရေးဆောင်ရွက်နေစေဖြစ်တဲ့အတွက်မလက်ပန်ဖလူဒေတာတွေတမကကြောက်ခတ်မှာရှိနေတဲ့အဖွဲ့တွေလည်းကြားဖြတ်နေနေရဲ့ကိုပူပေါင်းပါဝင်ဆောင်ရွက်ဖို့လိုတယ်။နိုင်ငံတော်ကိုဒီကြားဖြတ်လာရောက်လုပ်ကင်သူတွေအားလုံးကိုလွှဲပြောင်းပြီးနိုင်ငံတော်ကနေတဲ့စင်အစို ိုးရချင်းညှိနှိုင်းဆောင်ရွက်ချိတ်ဆက်ပြီးမှသက်ဆိုင်ရာနိုင်ငံတွေကိုပြန်ပို့တဲ့လုပ်ငန်းစဉ်ကိုလုပ်ရမှာဖြစ်ပါတယ်။ဒီလိုမျိုးကြားဖြန့်တွေလာရောက်တဲ့အချိန်တွေကြားဖြန့်တွေဝင်ရောက်ပြီးတော့ပြန်လည်လွှဲပြောင်းတဲ့လမ်းကြောင်းတွေကိုပြန်ကြည့်ရင်ထိုင်းနိုင်ငံဘက်ကဖြစ်တဲ့ဆိုတဲ့အချိန်တွေမျိုးကိုလည်းမြင်တွေ့ရတဲ့အတွက်ကြားဖြန့်တွေဝင်ရောက်ကောဆောင်လာတဲ့အဓိကတရခံက KNU ဖြစ်ရင်ကြားဖြန့်တွေရဲ့အဓိကဝင်ရောက်ရာလမ်းကြောင်းကို တိမ်ဆောင်ပေးခဲ့တာကထိုင်းနိုင်ငံဖြစ်တယ်။ထိုင်းနိုင်ငံနဲ့ထိုင်းနိုင်ငံဘက်ကအာဏာပိုင်တွေနဲ့အချင်းပြတ်ချစားတဲ့နိုင်ငံဝင်တဲ့နေဖြစ်တဲ့ဆိုတဲ့အခင်းချင်းကိုလည်းမြင်တွေ့ရပါတယ်။အဲကြောင့်ဒီအရှိတောင်အာရှနိုင်ငံတွေအတွင်းမဲခေါလန်ချန်ဒေတာအတွင်းမြန်မာနိုင်ငံကကြားဖြတ်တွေကိုလက်ခံထားတယ်ဆိုတဲ့မြန်မာနိုင်ငံရဲ့ကြားဖြတ်မြန်ကျင့်ကြားဖြတ်ဆိုတဲ့ခေါင်းစဉ်တက်ခံရတာကအင်မတန်ဆက်စပ်ဖို့ကောင်းပါတယ်။ဒါတွေကကရင်လက်နက်ကိုင်တပုံ KNU ရဲ့နောက်ကျောဓာတ်နဲ့ထိုးတဲ့ဖြစ်စဉ်တွေဖြစ်ပြီးတော့ဒေသခံကရင်လူမျိုးတွေနဲ့ကရင်တိုင်းရင်းသားအားလုံးကို နေရွက်သတွေးဆွလိုက်တာဖြစ်ပြီးတော့နိုင်ငံတကာရဲ့အလဲမှာသတွေးကွက်ထဲမှာပက်လက်မျိုးအောင်ဆောင်ရွက်လိုက်တဲ့ပုံစံမျိုးသာဖြစ်ပါတယ်။တကယ်လည်းကရင်လက်နက်ကိုင်တပုံ KNU ကသူတို့ရဲ့အကျိုးစီးပွားတွေအတွက်ကရင်လူမျိုးတွေရဲ့ဒီအကျိုးစီးပွားတွေနဲ့အနာဂတ်တွေကိုချနိုင်ပြီးဆောင်ရွက်ခဲ့ကြတာဖြစ်ပါတယ်။ ကော့တူးလေနိုင်ငံထူထောင်မယ်ဆိုတာကလည်းသူတို့ရဲ့အကျိုးစီးပွားတွေနဲ့ကြားဖြတ်တွေကိုလဝက်ကြီးအုပ်ပြီးတော့ဒီ comfort trade ပုံစံမျိုးနဲ့ set state ပုံစံမျိုးနဲ့ဒီဒေတာတကြောလုံးမှာသူတို့ကိုယ်တိုင်ထိန်းချုပ်ပြီးတော့တရားမရှိတကားမရှိနှစ်နိုင်ငံနေဆက်မှာခွက်ထွက်ပြီးတော့ကြားဖြတ်တွေကိုဆက်လက်လုပ်ကိုင်ကြတာဖြစ်ပါတယ်။တကဘာလုံးကိုလှဲ့လှဲ့လိန်လေတဲ့လူလိန်အုပ်စုကိုလက်ခံထားတဲ့ကရင်လက်နက်ကန်တပေါင် KNU ကလည်းလူလိန်ခေါင်းဆောင်ဖြစ်တဲ့ကြားဖြတ်ခေါင်းဆောင်ဖြစ်တဲ့ဆိုတဲ့အခင်းအကျင်းတွေကိုလည်းမြင်တွေ့လာရပြီဖြစ်ပါတယ်။ လက်ရှိကြံရှိနေသေးတဲ့ဒီမင်းလက်ပံဝဲအခင်းချင်းနဲ့ပတ်သက်တဲ့တမတော်ကဆက်လက်နေပြီးရှင်းလင်းဆောင်ရွက်သွားမှာဖြစ်တယ်။ကြားဖြန့်တွေရှိနေပြီးတော့ဒီသူတို့ရဲ့မူရင်းနိုင်ငံတွေကိုမပြောင်းချင်ဘူးဆိုကြတဲ့ကဘာကြောင့်ဆိုတဲ့အခင်းချင်းတွေကြားဖြန့်တွေကိုရင်အုံးမကွာဆောင်းလျှောက်ထားတဲ့ကရင်လက်နက်ကန်စပုံကရင်အနေနဲ့နောက်ွယ်ကအဆက်ဆက်တွေနဲ့မင်းလက်ပံကြားဖြန့်ဒေသဘယ်ချင်းကစတင်ဝင်ရောက်ခဲ့တယ်လဲဆိုတဲ့အခင်းချင်းတွေကိုပြီးခဲ့တဲ့2024ခုနှစ်နိုင်ငံရေးစီအခင်းချင်းတွေနဲ့ချိတ်ဆက်ပြီးတော့တင်ဆက်ပေးခဲ့တာပဲဖြစ်ပါတယ်။ နောက်လာမယ့်အစီအစဉ်တွေမှာလည်းစိတ်ဝင်စားစရာကောင်းတဲ့အကြောင်းအရာတွေတင်ဆက်ပေးသွားအောင်မှာပဲဖြစ်ပါတယ်။နောက်ဆုံးရစီရီသတင်းများကိုတင်ဆက်ပေးသွားမှာဖြစ်လို့ကျွန်တော် channel လေးကို subscribe လုပ်ထားပြီးတော့တောင်းဆိုပါရစေခင်ဗျာ။